ားလုံးပဲမိလာပါဒီနေ့ရေဒီမဲ့တင်ငင်းစာကတော့အခန်း3လေ့ကျင့်ခန်းသုတသမတိကနံပါတ်1နဲ့ပဲဖြစ်ပါတယ်နံပါတ်1မှာကအောက်ပါကိန်းနှင်းတို့ကိုတက်စီယာတက်ဆိုင်ရာအခေယာကြီးထင်းညွန်းများအရာကြီးစင်ငယ်လိုက်ပြင်ဆင်ပါတယ်နော်ဒီကြာဟိုကိန်းနှင်းတွေကိုကြီးစင်ငယ်လိုက်ရှင်တဲ့ခါမှာဒီလိုထင်းညွန်းတွေကိုကြီးရတယ်ပေါ့နော်ထင်းညွန်းများရာနေနေရာကိုဆိုတာကြီးစင်ငယ်လိုက်စီလိုက်မှာပါဒါလွယ်ပါတယ်နော်နံပါတ်ကကြီးရာသူကပေးလိုက်တာ18 +6y² +y2 အဲ့ဒီမှာကျတော့အထက်အများဆုံးကဝိုင်းကြီးဖြစ်တဲ့ဝိုင်းကြီးကိုရှည်ဆုံးမှထားမယ်။သူကငယ်စဉ်ကြီးလိုက်စီထားတာကိုသူကကြီးစဉ်ငယ်လိုက်ပြန်စီပြီးမှာနော်။အဲ့ဒီဝိုင်းကြီးကရှည်ဆုံးမှာ6 wide square ကဒုတိယပေါ့နော်။နောက်ကကိန်းတေကင်းလုံးဖြစ်တဲ့18က18ကကျတော့ကျတော့နောက်ဆုံးမှာပေါ့နော်။အဲ့ဒီ wide 2 plus 6 6 wide square plus 18ပေါ့။ထန်ညို့3.2ထက်ပေါ့နော်။3.2ထက်ပြီးတော့ရှည်ဆုံးပါတော့ကိန်းတေကင်းလုံးပေါ့နော်။အဲ့ဒါကိုသူရဲ့ကြီးစဉ်ငယ်လိုက်တိုင်းပြန်စီပါရတယ်။နံပါတ်ခါဝေးပါနံပါတ်ခါရေးမှာလဲ28 square plus 482 8 plus 3ဒီပါနော်ဒါဆိုရင်ဒီကအမြင့်ဆုံးအထက်အထက်ညွှန်းအကြီးဆုံးကကျတော့482ဖြစ်ပါတယ်482နောက်ကနေ 2a square လိုက်မယ်နောက်ပြီးကျတော့ဒီတစ်ထပ်ဖြစ်တဲ့ minus 8လိုက်မယ်နော်ပြရင် plus 3ပေါ့ plus 3ကတော့ကျတော့ gain နေနေလို့တော့နောက်ဆုံးမှရေးမယ်ဒါဆိုရင်482 plus 2a square minus 8 plus 3ရပါတယ်ဒီမှာကငရရတယ်6 2a² 4a2 8a အဲ့မှာ 4a2 ပြီးရမှာ 2a² ပြီးရမှာ -a ပြီးရမှာ +6 ပေါ့နော်အဲ့လိုစီလိုက်မယ် ပြောရမယ်ဆိုတော့ထန်ညွန်းများတာရှိမှဒါတန်ညွန်းနည်းဆုံးကိုနောက်မှထားတာကင်းတဲ့အင်းလုံးကတော့နောက်ဆုံးပါပေါ့နော်အမြဲတမ်းအဲဂါကြီးရတဲ့အတိုင်းပဲ 2y2 9 3y2 5y အဲဒါဆိုကျွန်တော်က 2y2 ကရှိမှမယ်နဲ့ 3y 3y2 ကိုလည်းရေးမယ်ပြန် -5y ပြန်မှ -9 ရနောက်ဆုံးပါနော်အဲတော့နံပါတ်ငါတဲ့အတိုင်းပဲအဲ 7z2 8z2 10အဲ့ဒါကိုကျွန်တော်စီစဉ်လိုက်တဲ့အခါမှာကြီးစင်ကလည်းပြင်ဆင်တဲ့အခါမှာ 8z2 7z2 minus z plus 10ရမှာပေါ့နော်သုံးတက်နှစ်ထက်တစ်ထက်ကျမဂိမ်းနေဂိမ်းလုံးငါစာလုံးအကြောက်လက်တိုင်းမဲ့ hn နဲ့ hn2 2n2 minus 7အဲ့ဒီမှာကျတော့အဲထန်ညွှန်းအများဆုံးဖြစ်တယ်နော် 5n2 ကကြာရှိမှာ minus ပါတယ်အဲ့ဒီ minus ကိုပါဆိုတော့ယူပေးရမယ်ဒါကြောင့်မလို့ minus 5n2 ကရှေ့ဆုံးမှာပြကြ plus 2n2 ကက plus hn minus 7မှာစလိုက်ရစနေရလဲ 5t2 plus t minus 3t2 minus 3t4 plus 2 ဲ့ဒီမာချေကိုလေးတက်ကအမြင့်အကြီးဆုံးပေါ့နော်အဲ့ဒါကြောင့်မို့လို့လေးတက်ကိုယူတဲ့အခါမှာသူရှေ့ကလက္ခဏာမှာယူပြရပါတယ် -3 3t to the power 4 -3t2 5d2 t2 နော်လေးတက်၃တက်၂တက်တစ်တက်ပြီးကြမှာဂိမ်းနေလို့ဖြစ်ပါတယ်နောက်ကနံပါတ်စားခွဲပါ8 power 4 a square 7 a 2 3 8အဲ့ဒီမှာကျလို့8 power 4ကအခြေဆုံးမှာထားမယ် 7 8 2ဒီကြလို့ရှိရင် plus 8 square ကမိုင်းနက်ထရေး plus 9ပေါ့နော်အဲ့လိုအစင်တိုင်းပြန်ပြီးစီးပေးရတာပါနော်နံပါတ်1ကလွယ်ပါတယ်ပေါ့နော်ဒါကကြီးစင်ငယ်လိုက်စင်နေရပါပြီနောက်တစ်ခုကအောက်ပါတို့ကြီးပေါင်းလက်ကိုရှာပါတဲ့နော်အဲ့ဒါဆိုရင်ဒီမှာသူကပေးထားတယ်3 a plus 2 a plus 1 plus 2 a minus 1အဲ့ဒီမှာကျတို့ green နေနော်ဂျာထဲမှာအပေါင်းပြည့်တဲ့အတွက်ကျတို့ green ကိုဖြုတ်လိုက်မယ်ဖြုတ်တဲ့ခါမှာကျတို့3 a plus 2 i minus 1 plus 2 a minus 1 y ပေါ့နော်အဲ့ green green တစ်ခုကိုကျတို့ကဖြည့်လိုက်တဲ့ခါမှာလွေးရပါတယ် အဲ့လိုရတဲ့ခါမှာကျို2ရ2ရဆွလိုက်မယ်38နဲ့28နဲ့တူတယ်နောက်က 2y နဲ့ -y နဲ့တူတယ်ပြီးတော့ +1 ကကြာကျို3လုံးမရှိရသူတူတာမရှိတော့တော့သူ3လုံးနဲ့ထုတ်လိုက်မယ်နော်ဒါဆိုရင်38နဲ့28နဲ့ပေါင်းတော့5ရပါတယ် 2y နဲ့က y တော့1ရတယ် +1 နော်အဲ့လိုလေးပဲ2ရဆွပြီးတော့ကျို့ပေါင်းတာနှုတ်တာလုပ်လိုက်ရရင်ရပါပြီနော်ဓမ္မခါပြရတဲ့အတိုင်းပဲ5 -4 နာ plus 2h square plus 3h minus plus 2ပေါ့နော်အဲ့ဒီမှာကျတော့ဘယ်လိုဖြေချလိုက်မလဲနော် ဝင်းရရှိမှာအပေါင်းဆိုလို့ရှိရင်ပြီးစားမှုရိုင်းမဲ့သူ့အတိုင်းမဲ့ကုန်ပြောင်းပြီးတော့ဂရင်းတွေထောက်လိုက်ရပြီနော်ပြီးရရင်ရိုးတူရစုမယ်နော် 2x square ကြာသူ့မှာမျိုးတူကိန်းလုံးမရှိဘူး 2x square ဆိုနှစ်ထပ်ကိန်းတစ်ခုပဲရှိရတော့သူ့ဒီဇိုင်းတစ်ခုလေးရေးမယ်နောက်က 5x နဲ့ 3x နဲ့တူတယ်နောက်ကဘာတော့ 2x လည်း -4 နဲ့ +2 နဲ့တူတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော် 2x square တော့ဒီဇိုင်းမဲ့ပြင်ရင်မယ် 5x နဲ့ 3x နဲ့ပေါင်းတော့ x8 ရတယ် -4 နဲ့ +2 နဲ့လက္ခဏာပြီးတော့ကျွန်တော်နှုတ်ပေးရတယ် လက္ခဏာကအနှုတ်ကကြီးရတဲ့အနှုတ်နှစ်ပေါ့နော်ဒါကြောင့်မို့ 2a square plus 8h minus 2ဖြစ်ပါတယ်ဟုတ်ပြီနံပါတ်ကငယ်ပါ 2z minus z square minus 5နောက်က z square minus 3z plus 1နော် green ကိုဖြည်လိုက်မယ်ဖြည်လိုက်ပြီးတော့ဂျိုတူရစုမယ်နော်တူရစုတဲ့အခါမှာဂျိုနှစ်ထပ်တည်းက minus z square နဲ့ plus z square နဲ့ရှိတယ်နောက်ကတစ်ထပ်ကိန်းမှာကျတော့ 2z minus 3z ရှိတယ်နောက်ကကိန်းတစ်ကိန်းလုံးမှာကျတော့ minus 5နဲ့ plus 1နဲ့ရှိတယ်ဒါဆိုရင် ဲ minus z square နဲ့ plus z square နဲ့ဆိုရင်0 0ရတယ်ပေါ့နော်2 7ရက3 7ကိုတော့ minus z ကျင်တယ် minus 4နဲ့ plus 1နဲ့ကြတော့0 minus 4ရမှာပေါ့အဲ့တော့ဖြေက0 minus z minus 4အဲ့တော့ပြင်ရင်းမယ်ဆိုရင် minus z minus 4ရပါတယ်ခေါင်းငယ်ပြီးတော့0ကာကြီးပါကာကြီးတဲ့အတိုင်းပဲ0 green ဖြေလိုက်မယ်ပြီးတော့2ရဆုလိုက်မယ်နှစ်ထပ်ကင်းနေတူရတဲ့အတွက် ay square နဲ့ minus 4y square တခုရမယ် plus 3y နဲ့ minus 2y တခုရမယ်အဲကောင်ကင်းနေကင်းလို့ဖြစ်တယ် minus 6နဲ့ plus 2နဲ့တခုရမယ် ။ဒါဆိုရင် h y square တွေက 4y square နဲ့လက်ကမှာ 4y square ကျင်မယ်။ 3y နဲ့က 2y နဲ့တော့ y ကျင်မယ်။ -6 နဲ့ +2 နဲ့ကြတော့ကျွန်တော် -4 ရမယ်နော်။လက္ခဏာများတဲ့လက်နှုတ်လက္ခဏာကများနေတဲ့အတွက်ကိန်းလုံးများနေတဲ့အတွက်ကျွန်တော်ရှိမှနှုတ်လေးတက်ပေးရပါတယ်။နော်။ကာကြည့်ပြီးတော့ငါငါလည်းအတိုင်းပဲကျွန်တော်က green ဖြီးလိုက်မယ်။ဒါက2ရစုလိုက်မယ်နော်။ r နဲ့ r +2 ပါနော်။ -2 နဲ့နဲ့တခါเออ plus ss x ก็နှလုံးပါရေပေါ့เนาะအဲ့ဒါရဲ့နောက်ကအကေးတိကေးလုံးက4 3နဲ့4 ါဆိုရင် r နဲ့2ရနဲ့ဆိုရင်0 3ရရတယ်။ minus 2ရနဲ့ဟိုဘက်က plus အနှလုံးကကျတော့ plus n နှလုံးကကျတော့ plus 2ရပေါ့နော်။အဲ့ဒါတို့က0ရမယ်ပေါ့။3နဲ့4နဲ့ကျတော့7ရမယ်နော်။ဒါဆိုရင်ရှေ့ဆုံးက3ရအလယ်ကောင်က0ရပြီးတော့နောက်ဆုံးမှာ4 7ပေါ့။ဒါဆိုရင်အဲ့တော့ပြန်ရေးတဲ့အခါမှာ3ရ plus 7ရပါတယ်။ငှပြီးတော့ကျတော့စာလုံးစာလုံးတိုင်းမဲ့ဝင်ဖြီးလိုက်မယ်။2တဲ့အောင်စုလိုက်မယ်နော်7 m2 နဲ့ n2 နဲ့တူတယ်3 n square နဲ့ -n 2 n square နဲ့ညီတယ် အဲ့ဒီ7 and 2နဲ့ and 2နဲ့ကျတော့ h and 2ဖြစ်ပြီးတော့3 and square က2 and square လို့နှုတ်ရင် and square ပဲကျန်ပါတယ်နံပါတ်စလေးမှာနံပါတ်စလေးနဲ့ပဲဘေးဖြုတ်မယ်နော်2ရစုလိုက်မယ်နော် h square တွေတူမယ်3.1 h square နဲ့1.2 h square တူမယ်နောက်ကဟိုပါလေ2.3နဲ့ -0.1 နဲ့ညီတယ်အဲ့ဒီမှာ0အရှိရလက္ခဏာတွေကိုအနှုတ်ကလေးကိုနှုတ်ကလုံးအနှုတ်ကလေးတွေအနှုတ်ကလေးကိုရှိကိုပို့လိုက်မယ်ဟုတ်ကဲ့နော်ပြောရမယ်ဆိုတော့0အဲ0.1က အပေါင်းပေါ့နော်အပေါင်းဆိုတာကျတော့နှုတ်နှစ်ခုနှုတ်နှစ်ခုမှာနှုတ်တစ်ခုကိုဘုံလို့အနှုတ်ကျန်တယ် minus 2.3ကကျတော့အာ minus ဆိုရဲက plus နဲ့ minus နဲ့လက္ခဏာမတူ minus ကိုဘုံလို့ရင်2.3က plus ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်3.1နဲ့1.2နဲ့ကိုပေါင်းတဲ့အခါမှာကျတော့ဘယ်လိုရလဲဆိုရင်4.3ရပြီးတော့2.3က0.9ကိုဘုံလို့တဲ့အခါမှာ2.2ရပါတယ်ဒါလည်းဖြေကြအဲ့ဒါလည်းပေါ့နော်ဆက်လက်ပြီးတော့ဇာခွဲမှာအပိုင်းကြီးနဲ့လာပါတယ်3 by 7 minus 4 by 13အဲ့တော့ဝင်းဖြီလိုက်ပြီ နော်ခွေးပြိလိုက်ပြီးတော့ခုနတိုင်းပဲတူရစုလိုက်မယ်တူရစုတဲ့ခါမှာ 3D by 7 black 4D by 7နော်အခြေတူဘိုင်းညတူတာနဲ့ဟိုကပေါ်ကတီးနေပေါ့နော်နောက်က 7F by 13နဲ့ 4F 4F by 13အဲ့ဒါကိုစုလိုက်တယ်စုလိုက်ခါမှာဘိုင်းညတူလို့ရှိရင်ကျတော့အဲ့မှာဟိုဘုံရင်ထုတ်လို့ရတယ်ပေါ့နော်ရှေ့ပေါ်က 3D နဲ့ 4D ဆိုတော့ TO ဘုံထုတ်မယ်ဒါဆိုရင် 3D by 7 black 4D by 7ဆက်မယ်နောက်ကကျတော့ S ကိုဘုံထုတ်လိုက်ရင် 7F by 13နဲ့ 4D by 13ရမယ်ဒါဆိုရင်အဲရှေ့က ဝင်းကိုချင်းတဲ့ခါမှာပိုင်းကြီးကတော့ခုနှစ်ပဲပြင်ရင်ပဲပိုင်းဝင်ချင်းပေါင်းတဲ့ခါမှာခုနှစ်ရရင်7 by 7ရပါတယ်။တော့ကပိုင်းကြီးက13ဖြစ်တဲ့တော့13ကိုပြင်ရင်ပဲခုနှစ်ရလင်းလို့တော့300ရတယ်ပေါ့နော်။ဒါဆိုရင်7 by 7 D ဆိုတာကကျတော့ခုနှစ်ပိုင်းခုနှစ်ပိုင်းဆိုတာ1နဲ့ညီရတယ်။ဒါဆိုရင်1 D ပေါ့နော်။1 D ဆိုတာရှေ့က1အရေးစံမျိုး D ပေါ့။ D plus 3 by 13 S ပေါ့နော်။တော့ကဈာမြင်စဲတိုင်မဲ့သူဝင်းကိုဖြုတ်မယ်။ဖြုတ်ပြီးရေကိုတူတာစုလိုက်မယ်။သူကနည်းနည်းများတယ်။နော်3 Z2 နဲ့ -Z2 နဲ့ညီရတယ်။ တခြားလေးကြီးမှရမယ်ပေါ့နော်သုံးတက်ဂိမ်းနေညီပြီးသားရှိရင်နှစ်တက်ဂိမ်းနေဖြစ်တဲ့ minus z square နဲ့အဲ plus 20နဲ့ရမယ်ပြီးတော့ plus minus 5z နဲ့ plus 5z ရမယ်နောက်က2 minus 2ရမယ်ပေါ့နော်ဒါပြင် 3z2 နဲ့ z2 နဲ့ဆိုရင်ဒီလိုပါရမယ်ဆိုလို့ရှိရင်အဲ 2z2 ရမယ်ပေါ့နော် 2z2 minus z square နဲ့ plus z square က0ပါ minus 5z နဲ့ plus 5z ကလည်း0 2 minus 2ကလည်း0ဒါဆိုရင်ဖြေကအနောက်က0ရင်းမရှိရင်2 z 2ရပါတယ် နောက်ပြီးတော့ညပါညမှာအတိုင်းပဲသူတို့ဟိုဟာလေဝင်းကိုဖြုတ်မယ်ဖြုတ်ပြီးတော့တူရပေါင်းမယ်တူရပေါင်းတဲ့ခါမှာ2ရဲ့ power 4နဲ့ a4 နဲ့ဆိုရင် 3a4 เนาะ -3a ကြည့်ကြရတော့တခုပဲရှိတယ်နောက်က -3a square နဲ့ +a square နဲ့ဆိုရင် -2a square เนาะနှုတ်ကများเนาะ minus နဲ့ plus နဲ့ဆိုတော့ကျွန်တော်နှုတ်ကများရတဲ့ပေါ့နော်နောက်က2ရဲ့2ရဲ့နဲ့ဆို 4a -2 နဲ့ -1 ဆိုတော့ -3 ဟုတ်ကဲ့ เนาะဒီမှာ2ရေဒီနားမှာ minus ဖြစ်မှာပေါ့เนาะ minus 2ရေမှာ0 plus ဖြစ်နေပါတယ်အဲ့ဒါတွေ minus ပေါ့เนาะဒီနောက်ဆုံးကရင်ဒုတိယကွင်းอ่ะပေါ့เนาะနောက်ဆုံးကရင်အဲဒုတိယကွင်းမှာပြီးတော့ minus ဖြစ်မှာပါအဲ့ဒါရင်3ရေအဲ 2a square နဲ့ a4 နဲ့ကြာ 3a4 minus a2 ကိုဒီတိုင်းပြန်ရင်းမယ် minus 3a square နဲ့ a square က minus 2a square ဖြစ်ပါတယ်2ရဲ့ -2 ရဲ့0ဖြစ်ပြီးတော့နောက်က -2 နဲ့ -1 လက္ခဏာတူတော့ပေါင်းတော့ -3 ဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်လေ့ကျင့်ခံ เนาะလေးကျင်ငန်းဟွာကလေးကျင်ငန်း3 by 1ကတော့ဒီလိုဒီနေ့ကဒီလောက်ပါပဲเนาะစာသုံးသုံးသိရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာကအဖြေက 3a4 -a2 -2a2 -3a2 လေကောင်က0ကိုခဲလိုက်တာပါเนาะသုံးသိရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်